အရှင်ဖယားတပြည်တော်နားလေတာကတော့ဖယားကိုကိုွယ်လို့ငရဲမကြဘူးဆိုတာလက်မခံပါဘူးဖယားအရှင်ဖယားတပြည်တော်နားလေတာကတော့ဖယားကိုကိုွယ်လို့ငရဲမကြဘူးဆိုတာလက်မခံပါဘူးဖယားဖယားရှင်ရဲ့စုဆုံးမတရားတွေကိုလိုက်နာမှငရဲမှလွတ်မီထင်ပါတယ်ဖယားခွဲ၍လမ်းညွန်ပြပါဖယားတဲ့ မှန်ပါတယ်နော်အဲ့ဒီစိုးစုံမှတရားတွေဆိုတာကလည်းပဲဖျားပွင့်မှဖျားဟောမှသိရတာလေဖျားမပွင့်ဘူးဖျားမဟောဘူးဆိုရင်ဘယ်လိုနည်းနဲ့မှမသိနိုင်ဘူးနော်ဒါကြောင့်ဖျားရှင်တော်မပွင့်ပေါ်ညာလူတော်အများစိတ်ကောင်းထားလဲဤကကုသိုလ်အကုသိုလ်ဟုထိုးထိုးဘုံဘဝမသိရညာလှအပြစ်တွေလို့ဆက်ဆိုခဲ့တာပေါ့လူတွေဟာစိတ်ကောင်းထားတယ်ပဲဆိုပါစို့ဘလောက်ပဲစိတ်ကောင်းထားထားဖျားမပွင့်ဘူးဖျားမဟောဘူးဆိုရင် အပေတကားပိတ်ကြောင်းတရားတွေလက်ပြေယောက်ကြောင်းတရားတွေကုသိုလ်အကုသိုလ်တရားတွေနိဗ္ဗာန်ယောက်ကြောင်းအကျင့်ကောင်းတရားတွေကိုဘယ်လိုနည်းနဲ့မှမသိနိုင်ဘူးเนาะဖျားရှင်တော်ပွင့်ထွန်းလာ၍ဟောဖော်ညွှန်ကြားမြတ်တရားကြောင့်ဤကကုသိုလ်အကုသိုလ်ဟုထိုးထိုးဘုံဘုရားတိကြရညာလာကျေးဇူးပေးတဲ့ဖျားပွင့်လာတဲ့အတွက်ဖျားရှင်ကိုကိုးကွယ်စည်းကပ်ရတယ်ဖျားရှင်ကိုကိုးကွယ်စည်းကပ်ရတဲ့အတွက်ဖျားစီကနေအပေတကားပိတ်ကြောင်းအစုံအမတွေ ၊လက်ပြေယောက်ျောင်းအဆုံးအမတွေ၊ကုသိုလ်အကုသိုလ်အဆုံးအမတွေ၊မိဘံယောက်ျောင်းအကျဉ်းကောင်းအဆုံးအမတွေကိုနာကြားမှတ်သားခွင့်ရတယ်။အဲ့ဒီလိုနာကြားမှတ်သားခွင့်ရတဲ့အတွက်ကြောင့်ပဲတတ္တဝါတွေဟာအပေတကားပြေးကြရတယ်နော်။ဒါကြောင့်ရေကေစီဗုဒ္ဓံတရဏံကတ္တာတိနတေဂမိတ်တန်တိအပါယဘူမေဖရာကိုးကွယ်ရင်အပေမကြဘူးလို့ပြောတာပါနော်။နားလည်ပါစေ။အရှင်ဖရာတတိတော်မှဖရာကိုတော်တွေမရပါဘူးဖရာ ဒါပေမဲ့စိတ်ကိုအမြဲတမ်းကောင်းမွန်အောင်ထားပါတယ်ကုတို့ရနိုင်ပါသလားဖရာတဲ့မြတ်စွာဘုရားကတပ္ပပပတအကရဏမကောင်းမှု မှန်သမျှမလုပ်ပါနဲ့တဲ့နော်။ဘာကြောင့်မကောင်းမှုကို မလုပ်ခိုင်းရတာလဲဆိုရင် မကောင်းမှုမှန်သမျှဟာကောင်းကျိုးမပေးလို့ပဲ ဖြစ်ပါတယ်။ကုသလတဥပတံပရာကုသိုလ်ကောင်းမှုကိုတော့ပြည့်စုံအောင်လုပ်ပါတဲ့ ။ဘာကြောင့်ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ခိုင်းရတာလဲဆိုရင်ကုသိုလ်ကောင်းမှုမှန်သမျှသည် ကောင်းကျိုးပေးလိုပဲဖြစ်ပါတယ်။ပါစိတ်တပရိယောဒပနံမိမိစိတ်ကိုစင်ကြယ်အောင်ထားပါတဲ့။စိတ်ကိုစင်ကြယ်အောင်ထားခြင်းစိတ်ကိုကောင်းမွန်စွာထားခြင်းဟာကုသိုလ်ဖြစ်ပါတယ်။သို့တော်လည်းပဲစိတ်ကိုကောင်းမွန်စွာထားတဲ့နေရာမှာသူကြည်ပဲမရပါဘူးเนาะအထက်ကဖော်ပြပေးတဲ့နှစ်ချက်ပါမှရပါတယ် မကောင်းမှုမှန်သမျှကိုမရှောင်ဘဲနဲ့မကောင်းမှုမှန်သမျှကိုကျူးလွန်နေမယ်ဆိုရင်မိမိကျူးလွန်ထားတဲ့မကောင်းမှုကိုပြန်လည်ဆင်ခြင်နေတိုင်းစိတ်မှညင်ညူးရပါတယ်စိတ်ညင်ညူးနေပြီဆိုရင်စိတ်ကိုကောင်းမွန်စွာထားဖို့ဆိုတာဟာမဖြစ်နိုင်ပါဘူးเนาะဒါကြောင့်မကောင်းမှုကိုရှောင်ဖို့လည်းလိုပါတယ်ကုသိုလ်ကောင်းမှုကိုလည်းပြည့်စုံအောင်လုပ်ထားဖို့လိုပါတယ်ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ထားတဲ့လူတယောက်ဟာ မိမိပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုပြန်လည်ဆင်ခြင်မိတိုင်းစိတ်မှာပီတိဖြစ်ရပါတယ်စိတ်မှာပီတိဖြစ်နေတဲ့လူတယောက်ဟာစိတ်ကိုကောင်းမွန်စွာထားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်စိတ်ကိုကောင်းမွန်စွာထားဖို့ဆိုလို့ရှိရင်မကောင်းမှုကိုလည်းရှောင်ဖို့လိုအပ်ပါတယ်ကောင်းမှုမှန်သမျှကိုလည်းပြည့်စုံအောင်လုပ်ဖို့လိုအပ်ပါတယ်သို့မှသာစိတ်ကိုကောင်းမွန်စွာထားနိုင်မှာဖြစ်ပါတယ်စိတ်ကိုကောင်းမွန်စွာထားနိုင်ပြီဆိုရင်ကုသိုလ်ဖြစ်မှာဖြစ်ပါတယ် အရှင်ဖေယားအိမ်ဆောင်နတ်ကဘာလို့အိမ်မဆောင်တာလဲဖေယားတရေတစီတွေဝင်လာလဲဘာမှမလုပ်ဘူးလားဖေယားတဲ့အိမ်ဆောင်နတ်ဆိုတာကယူတီကြလို့စောင့်နေတဲ့နတ်မဟုတ်ဘူးเนาะအိမ်ဆောင်နတ်ဆိုတာကမိမိအိမ်ကိုအမိပြုပြီးလာနေတဲ့နတ်ကိုအိမ်ဆောင်နတ်လို့ပြောတာပါမိမိအိမ်ကိုအမိပြုပြီးလာနေတဲ့နတ်ကိုအိမ်ဆောင်နတ်လို့ပြောတာဖြစ်တဲ့အတွက်လာနေတဲ့နတ်ကလည်းပဲ တကူးကြီးတဲ့နှက်လဲဖြစ်နိုင်တယ်လို့တကူးနေတဲ့နှက်လဲဖြစ်နိုင်ပါတယ်တကူးကြီးတဲ့နှက်လာနေမယ်ဆိုရင်တော့မကောင်းတဲ့တရေတစီနာနာဘာဝတွေဝင်လာတဲ့အခါမှာတားဆီးနိုင်ပါတယ်တကူးနေတဲ့နှက်လာနေမယ်ဆိုရင်တော့သူတို့ထက်မြင့်တဲ့တရေတစီမကောင်းတဲ့ပိတ္တာတွေလာမယ်ဆိုရင်တော့မတားနိုင်ပါဘူးเนาะဘယ်လိုအိမ်မျိုးကိုတကူးကြီးတဲ့နှက်တွေလာနေတယ်လဲဆိုရင်ကုသိုလ်ကောင်းမှုနှိမ့်စင်မပြတ်လုပ်နေတဲ့အိမ်ကိုတကူးကြီးတဲ့နှက်တွေလာနေတတ်ပါတယ် ။ဒါကြောင့်မိမိရဲ့အိမ်ကိုတကူးကြည့်တဲ့လက်တွေစောင့်တာအလိုရှိတယ်ဆိုရင်ကုသိုလ်ကောင်းမှုဖြည့်စင်များများလုပ်ပါ။အဲ့ဒါဆိုရင်တကူးကြည့်တဲ့လက်တွေမိမိရဲ့အိမ်ကိုလာရောက်စောင့်ရှောက်ပါလိမ့်မယ်။အဲ့ဒီလိုတကူးကြည့်တဲ့လက်တွေလာရောက်စောင့်ရှောက်ပြီဆိုရင်မကောင်းတဲ့တရေတစီတွေမဝင်လာနိုင်တော့ပါဘူး။နော်။မိုးရွာခြင်းအကြောင်းရော ရှိပါသလားအရှင်ဖေရားတဲ့။ရှိပါတယ်။တန်ယုတ်တနိကေဝလာဟကတုတ်အဖွင့်မှာ မိုးရွာခြင်းအကြောင်းရှင်မျိုးဆိုတာကိုဖော်ပြထားပါတယ်။အဲ့ဒီမိုးရွာခြင်းအကြောင်းရှင်မျိုးကဘာတွေလဲဆိုရင်တက်၎င်းတို့ဤအာနုဘောကြောင့်မိုးရွာခြင်း၊နှစ်ဂလုံတို့ဤအာနုဘောကြောင့်မိုးရွာခြင်း၊သုံးဝိသဝလာဟကနတ်တို့ဤအာနုဘောကြောင့်မိုးရွာခြင်း၊၄တစ္ဆာဒိဋ္ဌံပြုခြင်းကြောင့်မိုးရွာခြင်း၊၅ဇာတိဥတုကြောင့်မိုးရွာခြင်း၆မှန်နဲ့လှည့်စားခြင်းကြောင့်မိုးရွာခြင်း ခုနှစ်တကိုးရှင်တို့ဤတကိုးပြမှုစွမ်းအားကြောင့်မိုးရွာခြင်း၈၊ဖြည့်စည်းကြောင်းဖြစ်သောမိုးတိမ်ကြောင့်မိုးရွာခြင်းတို့ပဲဖြစ်ပါれ။ဒါဟာမိုးရွာခြင်းအကြောင်း၈မျိုးပဲဖြစ်ပါれ။မိုးရွာခြင်းဟာအဆိုပါ အကြောင်း၈မျိုး၊၁မျိုးမျိုးကြောင့်ရွာခြင်းဖြစ်ပါれ။နော်။အရှင်ဖေယယူကျူမှာကိုတိုင်တင်ပါဖေယပတ်စံဝင်ရင်တာသနာအတွက်ပို့ပြီးအသုံးပြုလို့ရပါတယ်ဖေယအခုကအရှင်ဖေယမတင်တော့သူများက စီးပွားဖြစ်နေပါပြီတဲ့ ဒီမတ်ပိုင်ရှင်ကဥစဉ်ကိုစေတနာနဲ့ပြောတယ်ဆိုတာဥစဉ်နားလဲပါတယ်နော်အခုလိုစေတနာနဲ့ပြောပြတဲ့အတွက်ကြောင့်လည်းပဲကျေးဇူးတင်ပါတယ်ဥစဉ်ကယူကျူမသုံးပါဘူးတစ်တော့ပဲသုံးပါတယ်ပြီးတော့ဥစဉ်ကစီးပွားရေးလည်းမလုပ်ပါဘူးဥစဉ်တို့ယဟန်တွေဟာစီးပွားရေးလည်းလုပ်လို့မရပါဘူးနော်တက္ကရာကမတွေထောက်ပံ့လှူဒန်းပေးထားတဲ့အတွက်ကြောင့်ဘာစီးပွားရေးမှလုပ်เสียရမလို့ပါဘူးမိမိရဲ့ပြည့်ရဲ့ပြိပတ်ကိုပဲလုပ်ရမှာဖြစ်ပါတယ် ဒါဆိုရင်ဘာကြောင့်တက်တော့သုံးတာလဲလို့မေးစရာအကြောင်းရှိပါတယ်။ဥစဉ်တက်တော့သုံးတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးကိုမလေ့လာနိုင်တဲ့တခါတခါမှတွေ့ခိတခဏတက်တော့ဖွင့်ကြည့်လိုက်တဲ့အချိန်မှာဥစဉ်ရဲ့ဓမ္မအမေးအဖြေလေးတွေကိုမြင်ပြီးတော့အတိတခုခုတိုးပါစေဆိုတဲ့စေတနာနဲ့သာသနာပြုတဲ့သဘောဖြင့်တက်တော့ကိုအသုံးပြုခြင်းဖြစ်ပါတယ်နော်။နောက်ပြီးတော့ YouTube မှာဥစဉ်ရဲ့တရားဓမ္မတွေကိုပြန်တင်တဲ့တခါတခါမှတွေအနေနဲ့ သူတို့အတွက်အကျိုးရှိမယ်ကြီးရှုတဲ့လူတွေအတွက်လည်းအကျိုးရှိမယ်ဆိုရင်တင်ပါစေနော်ဥစဉ်ကချင်းချင်းနဲ့နဲ့ကြီးခွင့်ပြုပါရစေ